ဟုတ်ကဲ့မင်္ဂလာပါအခုတစ်ပတ်ကတော့မဆူဆူမီယွန် WOPP ကနေပြီးတော့ဒီကျွန်တော်တို့ထောင်ဝလွတ်ပြီးတဲ့အခါသူရဲ့လှုပ်ချင်ကန်ချင်တဲ့ဆန္ဒတွေရှိတဲ့အတွက်ဒီဘက်ကသူပြေးလာခဲ့တာပေါ့လွတ်မြောက်တဲ့ area ပေါ့အဲ့ဒီကိုသူဘလို့ရောက်ခဲ့တယ်ဒီရောက်တော့သူဘလို့မျိုးရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကိုဆွေးနွေးပြောပြမှာဖြစ်ပါတယ်ဟုတ်ကဲ့မဆူမီယွန်အဲ့ဒါနေခုတော့ပြောပြပါမယ် โอเคอ่าညီမဒီဟိုအရင်ကတော့လွတ်လာတဲ့အချိန်မှာ ကိုကပြောရမယ်ဆိုရင်လာဖို့ဆက်လုပ်ဖို့ပဲရှိရတယ်เนาะဆက်လုပ်ဖို့ရှိတယ်ဒါပေမဲ့အိမ်ကိုခဏပြန်သွားတယ်ပေါ့เนาะအဲ့အချိန်မှာလဲကိုရဲ့အာအဖေကအကျမရေးမကောင်းဘူးပဲဒါပေမဲ့လဲဟိုကိုကဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်တဲ့အတွက်ဒီလမ်းကိုလာမှာဖြစ်တဲ့အတွက်ဒီလမ်းကိုဆက်လုပ်မှာဖြစ်တဲ့အတွက်အာပြီးတော့အချင်းနောက်ထဲမှာရေးဆက်ခဲ့တခြင်းနေရာလဲလင်းဟာပုတ်ရှိရတယ်เนาะအဲ့လိုဆိုတော့ကျမဒီမှာ ရအောင်လာဝဲဆိုပြီးတော့ပဲကိုနိုင်ချင်းအဖွဲ့ရှိစက်နေပဲရအောင်လာခဲ့တာပေါ့လာတဲ့ချိန်မှာလဲအာထက်ကျော်လာတဲ့ချိန်မှာကိုယ့်ရဲ့စိတ်မှာမျှော်လင့်ချက်တွေနေပေါ့မျှော်လင့်ချက်တွေနေဘာလို့လဲဆိုတော့လဲအဖက်ဖက်ကဝန်းရံမဲအာအပေးခဲ့တာဖြစ်တဲ့အတွက်လဲရောက်လာတာပေါ့နော်ဒါပေမဲ့ဒီဘက်ရောက်တဲ့ချိန်မှာခံစားချက်ခံစားချက်တွေကတဖြည်းဖြည်းနဲ့ကိုမျှော်လင့်တယ်လို့ဖြစ်မလာတဲ့အခါစိတ်တက်ကြတာတွေရောရှိတာပေါ့ဒါပေမဲ့ငါစိတ်တက်ကြလို့မရဘူး ဟိုငါတယောက်တည်းခံစားနေရမဟုတ်ဘူးဆိုတဲ့စိတ်ငယ်ပဲပြောရမယ်ဆိုရင်ဖြတ်ကျော်လာတာပေါ့ဖြတ်ကျော်လာပြီးတော့ပဲဒီမှာအကိုကြီးအမကြီးဒီဟိုဘယ်လိုပြောမလဲဆိုတော့အလုတ်အလုတ်ပေါ့နော်အဲဒီလုံလေးတူတော့ရှိတယ်အလုတ်မလားဆိုတော့အဲကိုတော်လန်အကိုကြီးရဲ့ဒါကျေးဇူးကြောင့်ပဲရတဲ့အလုတ်ကိုညီမမငင်းခဲ့ဘူးလုတ်တယ်ပေါ့နော်အဲ့လိုလုတ်တဲ့ချိန်မှာလဲကိုကပြောရမယ်ဆိုရင်တရားမဝင်ဖြစ်တဲ့အတွက်ထောက်ထားမရှိတဲ့အတွက် လမ်းသွားတာစဒီခိုင်းပြည်တွင်းမှာလည်းကိုယ့်ရဲ့ဒီ passport တွေလောက်ခွင့်ပိတ်ခံရတယ်ဒီဘထွက်ခွင့်တွေပိတ်ခံရတယ်ဖြစ်တဲ့အတွက်ကိုယ်မှာတရားမဝင်လမ်းကြောင်းနဲ့လာရတယ်ပေါ့နော်ဒီဘရောက်တဲ့အချိန်မှာလည်းပြောရမယ်ဆိုရင်ကိုကတရားမဝင်ဆိုရက်ခံစားချက်ကအရန်ဖြစ်ကြီးရယ်ပေါ့နော်တနေ့တနေ့ဒီအလုပ်ကိုသွားရတဲ့အချိန်မှာဒီခိုင်းအာနာပိုင်းဒီရဲယူနီဖောင်းတွေမြင်ကိုတုံလာတာမျိုးပေါ့ကြောက်တယ်ဆိုတာတက်ငါတခုခုဖြစ်လို့ဟိုဘက်ကိုအဲ့ဒီအချိန်မှာလည်းကြားနေတာသူတို့က အာဖမ်းဆီးလိုက်ပြီဆိုဟိုဘက်ကန်းကိုပြန်သွန်တယ်ဆိုတာလေးရလဲကိုကကြားထားတဲ့ခါကျတော့မဟိုဘက်ကငါပြန်ပို့ခံရရင်ဆိုတဲ့စိတ်နဲ့နေတူပါပေါ့နော်စားလဲဒီစိတ်သွားလဲဒီစိတ်ဒါမျိုးနဲ့ပဲအလုံးလုံးခဲရရပေါ့နော်အဲ့လိုလုံးလုံးလုံးရင်းနေမှာပဲအာအထောက်ထားရအောင်ကြိုးစားရပေါ့နော်လက်ရှိမှာလည်းအထောက်ထားစုံသားဆိုရင်မစုံသေးဘူးဒါပေမဲ့ဘာဖြစ်လာလဲဆိုတော့ကိုလှုပ်ရှားရှိတဲ့အလုပ်ကိုလုပ်တယ်အာဒီဘယ်လိုပြောမလဲတော့လွတ်လာပြီးတော့ဒီ6လဝင်းကျင်လောက်မှာတော့ ဒီအဖွဲတစ်ဖွဲရဲ့ကုညီမှုနဲ့ပဲကိုတရှင်နှစ်ပုတ်ကထွက်ရှိသွားတယ်ဗောနော်အဲ့ဒီအချိန်မှာလဲအဲ့ဟိုအခုကျွန်တော်တို့ဒီမှာဟိုပထမအဖွဲလေးမှာလွှင့်နေဥစားမဇူးမေယူကကိုတိုင်ရေးပြီးကိုတိုင်ဆက်ပြီးတော့ကိုတိုင်ဆွဲတဲ့ချင်းမှာဟုတ်တယ်ဟုတ်တယ်ကောင်းတယ်ကောင်းတယ်အဲ့အောင်မှာဒီအဖွဲတစ်ဖွဲကကုညီပေးတယ်ကုညီပြီးတော့ထုတ်ပေးတယ်အာဒီအမှုပညာကိုအကူကြီးဒါရိုက်တာတွေဗောနော်ဟိုအခကျင်းငွေမယူဘဲနဲ့ရိုက်ပေးတယ်ဗောနော်တော်လန်ဒီအကူကြီးအာမောင်နှမတွေရပါပဲ ဝိုင်းဝန်းပြီးတော့ဒီတချင်းလေးကိုစူးစမ်းပေးကြလို့လဲအဲ့ဒါနောက်ကတွဲလက်များဆိုပြီးတော့ထွက်ရှိလာတာဖြစ်တာပေါ့နော်အဲ့ဒီတော့လေပြောရမယ်ဆိုရင်ထောင်ထဲမှာကြံရှိနေတဲ့နိုင်ငံရေးကျင်းသူကျင်းသားရဲ့ဇာကိုစားလဲကျေးဇူးတင်တယ်ပေါ့နော်ဒါကြောင့်လဲအာဘာရီလုတ်လုတ်ရှင်လဲဆိုလို့ချင်းအဓိကပါလဲကိုယ့်ရဲ့ရည်ချက်ကနှစ်ခုပဲတချင်းနေရအောင်ထုတ်မယ်အချိန်တန်လို့ရှိရင် ကိုယ့်ရဲ့ဘဝတူနိုင်ခြင်းတွေလွတ်မြောက်ယူကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ပဲအသက်ရှင်နေရပါတော့။ဒါမျိုးနဲ့လောက်တာဖြစ်တဲ့စားလဲဒီစိတ်၊တွားလဲဒီစိတ်ဒီကိုယ့်ရဲ့ခံချက်ကိုတော့မပြောက်ပြက်အောင်တော့ကိုလှုပ်ဆောင်နေပါတော့။ဒါကြောင့်လည်းအာဒီ WBB ဆိုတာမျိုးကိုဟိုနိုင်ငံချင်းသူများဖွဲ့ဆိုတာကိုဖွဲ့စည်းမှုကဖြစ်လာတာပေါ့နော်။အဲ့ဒီချိန်မှာလဲကိုဒီနိုင်ချင်းအမတွေနဲ့တိုင်ပင်နေအာဒီထောင်ထဲက ညီမတွေကိုကူညီနေတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ပဲအာကိုယ့်ရဲ့နိုင်ခြင်းလွတ်လာတဲ့နိုင်ခြင်းအမားတွေရဲ့အကြံပေးမှုတွေပါဝင်လာတဲ့အဖွဲ့အဖွဲ့ဝင်တွေရဲ့ပါဝင်မှု အားပေါ့နော်တဖြည်းဖြည်းနဲ့မှဒါကိုရီးယားမိဖက်ဝယ်သီးရဲ့ကူညီမှုအားနဲ့အာနိုင်ရင်းချင်းလူများအဖွဲ့ဆိုတာလေးကဖြစ်လာတာပေါ့နော်အဲ့ဒီချိန်မှာလည်းအဓိကတော့တတိယလုံးနိုင်လားဆိုအခုတတိယတော့အားမရသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီတစ်နှစ်ပြည့်မှာတော့ဒီထောင်ထဲမှာနိုင်ရင်းချင်းစု9000ကျော်ကျန်တယ် အဲ့9000ကျော်ကျွန်တော်တို့600ကျော်ဝင်းကျင်ခဲ့အောင်ကျွန်တော်တို့ကူညီပေးနိုင်ခဲ့တယ်ပေါ့နော်အချင်းထောင်ကမြန်မာပြည်မှာ42000ကျော်ရှိတယ်အဲ့ဒီထဲမှာမှနိုင်ငံချင်းသူချင်းသား2000ကျော်ထည့်ထားတာပေါ့အဲ့ဒီထဲမှာဆိုလက်ရှိမှာကျွန်တော်တို့အခွင့်အရ1023000ဝင်းကျင်ထီကိုကျွန်တော်တို့ကကူညီပေးနေရပေါ့နော်ချိန်ဆက်ပြီးကူညီပေးတာမျိုးထောင်ထဲကအတန်ကိုထုတ်ပေးတာမျိုးတွေကျွန်တော်တို့လုံဆောင်နေရပေါ့ဟုတ်အဲ့တော့အဲ့ဒီ WOPP ဆိုတာအောင်မြင်တယ်လေအခုအခုလို့မြင်တဲ့အခါကျတော့ အဲ့ဒီ WOPP ဖြစ်ပေါ်လာကောင်အစနေပြီးတော့တစင်ချင်းတစင်ချင်းကိုပြောပြပါလားဒီပြည်သူလူထုတွေပဲတည်သွားရအောင်ပေါ့နော်ဟုတ်အာဖြစ်လာတာတော့မတို့ဒီထောင်ထဲမှာတွေကလှုပ်ရှင်တာလှုပ်ရှင်တဲ့အတွက်လည်းရဲဘော်ညီမတွေနဲ့တိုင်းမင်တာရှိရယ်ပေါ့နော်တိုင်းမင်ရဲ့ဒါပေမဲ့မရဲ့ယူရချက်ကဘာလဲဆိုရင်အဲ့လိုက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 အင်ဂျင်မဘွားလာပြီလေအဲ့လိုဖွဲ့စည်းရင်လည်းအလုံးမလုပ်ဘူးပြောမယ်ဆိုရင်လည်းကိုလုပ်ကိုကိုလုပ်ပြီးတော့မှရှင်းတန်းလာတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့အတွက်တခြားအလုပ်တွေလည်း မလို့ဟိုပါပေါ့အတွေ့အကြုံမရှိဘူးပေါ့နော်အတွေ့အကြုံမရှိဘူးမရှိရတဲ့အတွက်လည်းခက်ခဲမှုတွေတော့ရင်ဆိုင်ရတာပေါ့ခက်ခဲမှုတွေရင်ဆိုင်ရတယ်အာဖွဲ့စည်းမှုကအဲ့ချိန်မှာမတီမကြဖြစ်တာပေါ့ဘာလို့ဆိုတော့ပြန်လဲမဟုတ်ပေမဲ့ကျမတို့လုံနေတဲ့ဟာမှာအာဘယ်လိုပြောမလဲဆိုတော့ခက်ခက်ခဲခဲတော့ရင်ဆိုင်ရတာပေါ့ဥမာနီးပညာပိုင်းနေဘာလို့ထောင်ထဲကအတန်ရင်ထုတ်မယ်ဆိုကျမတို့နီးပညာပိုင်းနေလိုအပ်တယ်ပေါ့နော်လိုအပ်တယ်အဲ့လိုပဲအာဒေတာစုဆောင်မှုတွေပေါ့ ဒါယူတဖြည်းတဖြည်းနဲ့ပဲကိုကိုတိုင်းလဲတင်ယူတယ်ကိုရဲ့အာဖွဲ့ထဲမှာပါတဲ့နိုင်ငံချင်းတူတွေရတယ်ကိုဟိုစူးစမ်းကြတယ်ဗောနော်အဲ့လိုမျိုးပဲအဲ့လိုမျိုးပဲနီးပညာကိုရဲ့ရဲဘော်အာမောင်လေးတယောက်ရဲ့အကူအညီနဲ့လဲကိုရေကပြောရမယ်ဆိုရင်ဒီ WPP ဆိုတာလဲရတယ်လုံချုံကြီးရအစားဗောနော် data လုံချုံကြီးပြီးတဲ့ခါကျရင်အပိတ်လုံချုံကြီးဗောဒါတွေရစားထိထိရောက်ရောက်နဲ့အခုတည်းကရှင်တန်နေရဗောနော်အဲ့လိုမျိုးအားဗောအာပြောရမယ်ဆိုတော့ဒီဘက်ရောက်တဲ့အချိန်မှာကိုနိုင်ချင်းအခွင့် အဖွဲ့စည်းရေရှိရပါတော့အဲ့အဖွဲ့စည်းထဲမှာလည်းကိုကိုကိုညီပါတယ်အမျိုးသမီးဘွဲ့ဆိုတာပေါ်တာဟိုညီမတို့တဖွဲ့ပဲရှိရှိခဲ့တယ်ပေါ့နော်ခေဆက်ဆံမှာအဲ့လိုလည်းအားလုံးကဂရုစိုက်ကြပါတယ်ဒါကြောင့်လည်းဖြစ်လာပါပေါ့နော်ဈာထဲမှာကိုရဲ့စံမာရင်ကလည်းစိုးလိုက်ပေါ့နော်စိုးလိုက်အာဆိုးလိုက်နေကောင်းရင်ပြန်အလုံးလုံးလိုက်ပေါ့နော်အလုံးလုံးနေနေဟိုမှာပြောမယ်အဲ့အချိန်မှာဒီမှာအာယုံရောအញ្ញန်းထိနေတဲ့အချိန် အဒီမီးအလင်းအမောင်ငင်ဝါစာမခံနိုင်ခဲ့ဘူးအဓိကပေါ့တာယူထောက်မှာတော့ဒီမှာတိုက်ထဲမှာထည့်ထားခံခဲ့ရတဲ့အချိန်အဲ့လိုဆိုတဲ့ခါကျတော့ပြောရမယ်ဆိုရင်ကို့မှာဒီအလင်းမောင်ကြီးကြောက်တာတွေလူတော်မတိုးခြင်းတွေလူတော်မတိုးရဲတာမျိုးတွေပေါ့နော်စိတ်တွေကစိတ်မလုံခြုံမှုတွေနဲ့ရှင်သန်နေရပေါ့နော်ပြီးတဲ့ခါကျတော့ကျမကိုဖန်းစည်းတော့ကလည်းကိုကိုတမီလီယာချစ်လာကိုလာအရွယ်ဆိုတော့အဲ့ရဲ့ထွန်မာတွေကပြောရမယ်ဆိုလွတ်လာတဲ့အချိန်မှာတော့ကိုတမီကမမှတ်မိဘူး အဲ့ဒါကိုထောင်ထဲမှာတွေကအမြဲတမ်းစဉ်းစားဖြစ်တယ်ဘောနော်ငါသမီးလည်းငါ့ကိုမှတ်မိပါမလားဆိုတာမျိုးပေါ့နော်အဲ့တော့ဒီလိုမျိုးကြီးနဲ့ရှင်သာလာဖြစ်ဒီဘက်မှာလည်းတကောင်ကျွက်ပေါ့ပြောရမယ်တကောင်ကျွက်လို့ ਨੇ ဂျုံးခင်ရတဲ့ခါကျတော့ပင်ပန်းလာရတော့ရှိတာပေါ့ပင်ပန်းတယ်ဆိုတာစိတ်လဲပင်ပန်းဆိုလူလဲရမ်းပင်ပန်းတယ်စရောက်တဲ့အချိန်မှာစီးစရာမကြီးရတဲ့အလုတ်ကပေးတဲ့ဆက်ဘင်းလေးနဲ့ကျမအလုတ်ကိုတွားလာခဲ့ရတယ်ဗောနော်အဲ့လိုကနေပဲအလုတ်အလုတ်ရှင်တွေကကိုယ့်ရဲ့အလုတ်ကြိုးစားမှုပေါ်ကိုသဘောကျတဲ့အတွက် e-bike ကလေးဝယ်ပေးတယ်အဲ့ဒီကနေတစင်းမှာ ကဲသူကဒီဆိုင်ကယ်လေးနဲ့ဆိုရင်တော့အသွားလာအဆင်ပြေတယ်ဆိုတာမျိုးတွေပဲသူတို့ရဲ့ဒီလစာတွေကပဲဖြတ်မယ်ဝယ်ပါဆိုတဲ့အချိန်မှာအစ်မအဲ့တော့ဆိုင်ကယ်လေးနဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတဖြည်းဖြည်းနဲ့ပဲအဲ့လိုမျိုးလေးနဲ့ပဲ WBB အဖွဲလေးကိုအာနောက်ဆုံးကျတော့အဖွဲဒီအဖွဲဒီမိဖက်ဖွဲ့တွေရဲ့အကူပေးမှုတွေနဲ့ဆေးဟောက်ကလေးတွေရလာတယ်အဲရုံးမိုက်ဆိုင်ရလဲပို့ရရုံးလဲပတ်မှုအာအထောက်ပံ့လေးတွေရလာတယ်ဒီလိုမျိုးတွေပဲကျမအဲကျမစီကိုအကူအညီလာတောင်းတဲ့နိုင်ငံရေးအကျဉ်းသူဆိုရင်ကျမ တက်နိုင်တဲ့ဘိုင်းနဲ့ကုညီနာကိုလည်းစ조사တယ်ဒီဘက်ရောက်လာပြီဆိုရင်လည်းကျွန်မရအောင်ဟိုဘယ်လိုပြောမလဲသူတို့ဘက်ကအကူညီလာတောင်းပြီဆိုရင်တော့ကျွန်မရအောင်တော့စ조사ပေးရမှာတော့သူတို့ရောက်လာပြီဆိုရင်လည်းအာဒီရှိတဲ့အဖွဲ့တွေနဲ့ပြန်ရှိတ်ပေးတာမျိုးပေါ့နော်သူတို့ account link လို့လားအာထောက်ပံ့မှုလို့လားအဲ့လိုမျိုးကျွန်မပြန်ပြီးတော့ရှိတ်ပေးတာပေါ့ဘာကျွန်မအဲ့အချိန်မှာလည်းကျွန်မရဲ့ personal ရဆိုပတ်သက်မရှိဘူးလေနော်ဟိုအရင်မကူညီတာအဲ့တော့ဘာလို့ဆိုတော့ နှုတ်နဲ့ကူညီနိုင်တယ်ကိုနှုတ်နဲ့အာကူညီလိုက်တဲ့ဟာမှာသူတို့ရဲ့ထောက်ပံ့မှုတွေရရင်လည်းသူကဝမ်းသာရယ်ပေါ့နော်အဲ့တော့ဆိုကိုကိုယ်တိုင်အနေနဲ့ဟို personal အသုံးပြုမှုမှာအာကိုယ့်ရဲ့လာစာနေထိုင်ရေးအာကျမ်းမာရေးရေမလောက်တဲ့အချိန်မှာကိုပြောမယ်ဆိုကိုအဝန်းဝိုင်းမိသားစု family ရဲ့ဒါထောက်ပံ့မှုနဲ့ကိုကရက်တင်ရတဲ့အနေထားဆိုတော့သူများကိုမကူညီနိုင်ရဲ့ပေါ့နော်ဒါပေမဲ့ဘာလဲဆိုရင်တဖြည်းဖြည်းနဲ့ဒီအဖွဲ့အစည်းလေးနဲ့ဖြစ်လာလိုက်တဲ့အချိန်မှာတော့ ကူညီမှုတွေကလှုပ်ဆောင်နိုင်ခဲ့ရပေါ့နော်အဲ့တော့ကျွန်မဘာလုပ်လဲဆိုရင်အာညဆိုရင်လည်းကျွန်မအာနောက်ကြမှအိပ်ရတာမျိုးကြီးရှိတာလေဘာလို့ဆိုတော့ထောင်တည်င်းကိုအမြဲတမ်းနှားဆွင့်နေရတယ်